မင်္ဂလာပါ MPD Mobile Phone သုံးဆက်သူများရှင်မိမိတို့ရဲ့ SIM card ကိုမှတ်ပုံတင်ပြုလုပ်ပြီးပါပြီလားရှင်မှတ်ပုံတင်ရသေးဘူးဆိုရင်တော့ခုပဲကိုယ့်ရဲ့ဖုန်းပေါ်ကနေမှတ်ပုံတင်လိုက်ရအောင် MPT ရှေ့သို့လမ်းချီမြန်မာပြည်ရန်ကုန်မန္တလေးအမြန်လာမကြီးပေါ်မှာဒီကနေ့မတ်လ2ရက်နေ့နနက်ပိုင်းကအမြန်လာမကြီးပေါ်ပခုံးတင်ရက်တန့်ထားတဲ့မြက်ဆွေတော်ဖျားဖူးရင်ကိုကင်တာရင်ကနောက်ကဝင်တိုင်းမိပြီးကင်တာရင်ပေါ်လိုက်ပါလာသူ2ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါဗျ။ ဖြစ်စမှာမတ်လ၂ရက်နေ့နဲ့၃နာရီ35မိနစ်ချိန်ခန်းကဖြူမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမတ်109မိုင်6ဖားလုံးနဲ့9ဖားလုံးအကြားမှာတောင်မမြောက်တို့ရင်မောင်းဖြိုးစော်ကိုမောင်းနေလာတယ်။မြက်ဆွေတော်ဖျားဖူးရှင်ဟာရင်းရဲ့ရှေပင်ပေါက်ပြီးလမ်းပခုံးပေါ်တွင်ရက်တန့်ထားစဉ်အမြန်လမ်းမကြီးအတိုင်းတောင်မမြောက်တို့ရင်မောင်းကောင်းထက်မောင်းနေလာတဲ့ကင်တာဖြူစိမ့်ကြရင်ကရင်မောင်းအိမ်ငိုက်ပြီးမောင်းနေရကအရှိန်မထိန်နိုင်ပဲနောက်ကဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ ရင်တိုင်းမှုကြောင့်မျက်စွယ်တော်ဖျားဖူးရင်ပေါ်ပါခီးသည်တွေထိခိုက်တရားရရှိခြင်းမရှိပေမဲ့ကင်တာရင်မောင်းကောင်းထက်ဟာမျက်နာပေါက်ပြဲဒူးနှစ်ဖက်ပုံးပတ်တံရနဲ့ရင်နောက်လိုက်သိမ့်လွင်ဆူဟာဝဲရခြေရောက်နှစ်ဖက်နာကျင်တံရတွေရရှိခဲ့တာကြောင့်ဖြူးအမြန်လန့်ရတဲ့ဘွဲမှာဖြူးမြွနဲ့ပြည်သူစေယုံတို့ပို့ဆောင်ကူတာပေးထားတယ်လို့သိရပါဗျ။ ဒီရင်တော်စားမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးရင်ကိုမစစ်မကြမ်းမောင်းနေတဲ့ကင်တာရင်မောင်းကောင်းထက်ကိုဖြူအမြက်လမ်းမကြီးရဲစခန်းမှာရင်ပလေးမြင်းဆောင်2019ပြစ်မှုပုံမှ269မြင်းဆောင်338မြင်းဆောင်338တို့နဲ့အမှုဖွင့်အရေးယူဆောင်ရွက်ထားရလို့သိရပါဗျာ။